မင်္ဂလာပါခင်ဗျာ MPA သတင်းဌာနကဒီကနေ့မေလ29ရက်မှာရရှိထားတဲ့သတင်းတွေကိုကျွန်တော်ခေရဏန်ကတင်ဆက်ပေးပါမယ်တင်ဆက်ပေးမဲ့သတင်းတွေကတော့လေးနှစ်အတွင်းပကဖရေးပေါ်တထောင်ကျော်ကြာဆုံးခဲ့တဲ့သတင်းထိုင်းမြန်မာနေဆက်မှာရှိတဲ့စက်ကောင်စီစခန်းကုန်းနှစ်ခုကိုခန္ဓာလေထပ်မံတင်ပိုက်တဲ့သတင်းတောင်ခမ်းအနီးကတက်စခန်းနှစ်ခုကို TNL ထပ်မံလက်လွတ်ပေးလိုက်ရတဲ့သတင်းစက်ကောင်စီနဲ့ကြံရပါဖြစ်နေမှုကို အာဆီယံအဆုံးသတ်ဖို့ JFN တောင်းဆိုတဲ့တင်ရန်ကုန်မှာပေါ်တာဆွဲခံရပြီးစစ်သားဖြစ်လာသူနှစ်ဦးလက်နက်တင်တဲ့အတူအလင်းဝင်လာတဲ့တင် Elon Musk အမေရိကန်ဆိုရယာတူကနေနှုတ်ထွက်တဲ့တင်အစားရှိတဲ့တင်တွေကိုတင်ဆက်ပေးပါမယ်ပထမဦးဆုံးတင်တစ်ပုဒ်အနေနဲ့လင်းနဲ့အတွင်းပကဖရေးပေါ်တထောင်ကျော်ကြာဆုံးခဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ် စစ်ကောင်စီအာဏာသိမ်းခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလကနေ2024ခုနှစ်ဒီဇင်ဘာလကုန်ထိပကပရေးပေါ်တထောင်ကျော်ကျဆုံခဲ့လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG တန်ရန်ဇာရနဲ့သဘောပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်2024ခုနှစ်တနှစ်တည်းမှာတိုက်ပွဲအတွင်းကျဆုံပကပ200ကျော်ရှိသလို၄နှစ်အတွင်းတထောင်ကျော်ပြီလို့ စစ်ရုံအစီရင်ခံစာအရသိရပြီးလက်ရှိအချိန်ထိနေစဉ်ရက်ဆက်မြေပြင်မှာရန်သူနဲ့ဘေးရှင်းကပ်ရင်ဆိုင်နေရတယ်လို့ဒေါက်တာတုခောင်ကဆိုပါတယ်။ဒါအပြင်လူမှုကွန်ရက်ဆိုင်မျက်နှာပေါ်မှာပကဖန်နဲ့ပတ်တလုံးတို့ရဲ့ဆိုးဝါးမှုနဲ့မကောင်းသတင်းတွေကိုအများအပြားတွေ့ရပေမဲ့မြေပြင်မှာအသက်ပဲလှနေတဲ့သူရဲ့ဘဝတွေဟာမလွေကူဘူးလို့လည်းဒေါက်တာတုခောင်ကရေးသားထားပါတယ်။နေ့စဉ်စစ်ကောင်စီကလင်းနဲ့ဘုံကျင်းနေတဲ့ကြားက ပတ်သုံးလုံးရဲဘော်တွေဟာအသက်အန္တရာယ်ကြားကနေလှုပ်ရှားသွားလာနေရတဲ့အတွက်မချင်းမငန်ဆက်ဆံတဲ့အနေအထားမျိုးရှိကောင်းရှိနိုင်တာကြောင့်နားလေခွန်းလန်ပေပုံမျောလင့်တယ်လို့လည်းပြည်ထောင်စုဝန်ကြီးဒေါက်တာတုခောင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။တရားစီရင်ရေးနဲ့ပတ်သက်တာတွေသူ့လူကိုပတ်သားလှုပ်တာတွေ NUG အောက်ကမဟုတ်တဲ့အခြားအဖွဲ့တွေကိုခွဲခြားဆက်ဆံတာတွေကြောင့်အစိမ်းမပြေရတွေဖြစ်ပြီးပလင်းနယ်ဘက်မှာ တရားစီရင်ရေးကိုပတ်သွင်းလုံအဖွဲ့ကလိုက်နာမှုမရှိဘဲအမှုန်မှန်မပေါ်ပေါက်တာတွေရှိတယ်လို့ဒါတွေကိုထိန်းချုပ်ရမယ့်အစားဖိနှိပ်တာမျိုးတွေရှိနေတယ်လို့တွန်လင်းအင်အားစုတွေထိန်းချုပ်ထားတဲ့ပလဲမျိုးနယ်ကကျေးရွာတစ်ခုမှာနေထိုင်တဲ့အသက်50အရွယ်အမျိုးသမီးတဦးကပြောပါတယ်။လက်ရှိမြေပြင်မှာတွန်လင်းဆောင်ရွက်နေတဲ့အဖွဲ့အစည်းတိုင်းဟာအသက်ကိုစွန့်လွှတ်ထားတာဖြစ်တဲ့အတွက် NUG အနေနဲ့သူ့အဖွဲ့၅ဖွဲ့လို့မခွဲခြားပဲတပြင်းညင်ကူညီထောက်ပံ့တာတွေလှုပ်ဆောင်ပါကအချင်းချင်းပွတ်တိုက်မှုတွေရောနေနိုင်တယ်လို့လည်းပလင်းမျိုးနယ်အတွင်းစစ်ကောင်စီကတော်လန်ရဲ့အသက်၄၀အရွယ်တော်လန်ရဲဘော်တူကထောက်ပြပါတယ်ဒုတိယသတင်းတပုတ်အနေနဲ့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီစခန်းကုန်းနှစ်ခုကို KNL ထပ်မံတင်ပိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ကနေလဲစစ်ကောင်စီတပ်စခန်းနဲ့ ရွှေအင်းမြိုင်ဖျားကုန်းတက်စကန်တစ်ခုကို KNL နဲ့ပူပေါင်းတက်တွေထပ်မံတင်ပိုက်ရရှိခဲ့လို့သိရပါတယ်။မေလ29ရက်ကစတင်ကကနေလစ်ခန်းကို KNL နဲ့ပူပေါင်းတက်ဖွဲ့ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးမေလ28ရက်ည6:00နာရီခန့်မှာအပိသက်တင်ပိုက်နိုင်ခဲ့ကစစ်ကောင်စီတပ်သား50ခန်းထိုင်းဘက်ကိုထွက်ပြေးသွားခဲ့လို့လည်းသိရပါတယ်။အဲ့ဒီနောက်မေလ29ရက်နေ့မနက်ပိုင်းမှာလည်းရွှေအင်းမြိုင်ဖျားကုန်းတက်စကန်ကို ခန္ဓာလေပူပေါင်းတက်တွေကထပ်မံတင်ပိုက်ခဲ့တာဖြစ်ပါတယ်။မေလ28ရက်နေ့မနက်ပိုင်းကလည်းတေပေါ်ဘော့စခန်းကိုစစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုခန္ဓာလေနဲ့ပူပေါင်းတက်ဖွဲ့က DKB ရဲ့ဌာနချုပ်ရှိရာစုံစည်းမြအနေကြားဖြတ်တိုက်ခိုက်ခဲ့လို့စစ်သားအများပြားတေဆုံးခဲ့ပြီးစစ်သား15ဦးဖမ်းမိခဲ့ကစစ်သားအယောက်20ကထိုင်းဘက်ကို ထွက်ပြေးသွားခဲ့လို့လည်းသိရပါတယ်။အဲ့ဒီနောက်ညနေပိုင်းမှာ DKB ဌာနချုပ်ရှိတဲ့စုံစည်းမြဒေသကိုစစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါသေးရဲ့ကန်နယ်လင်နဲ့မဟာမိတ်တပ်တွေကထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီတက်ခန်းတွေကိုမက်ရှလာကစတင်ပြီးယနေ့အချိန်ထိတိုက်ခိုက်နေရမှာစစ်ကောင်စီရဲ့ပူလူတူခလေတဲတခေါ်ပီခွေမော်ဖာတုစခန်းတာလက်စခန်းမေလစခန်းမော်ဖိုကေစစ်ခန်းနဲ့ဘလီရိုတက်ခန်းတွေအပြင် အခုကနေလက်စခန်းနဲ့ရွှေအင်းမြိုင်စခန်းတွေကိုပါတင်ပိုက်ရရှိခဲ့တာဖြစ်ပါတယ်တတိယသတင်းတစ်ပုဒ်အနေနဲ့တောင်ခမ်းအနီးကတက်ခန်းနှစ်ခုကို TNL ထပ်မံလက်လွတ်လိုက်ရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ရှုံမြို့နယ်တောင်ခမ်းကျေးရွာနေက TNL ရဲ့တပ်စခန်းတစ်ခုကိုစစ်ကောင်စီကထပ်မံတင်ပိုက်ခဲ့လို့မြေပြင်သတင်းရင်းမြစ်တွေထံကနေစုံစမ်းသိရှိရပါတယ်။ပြီးခဲ့တဲ့မေလ26ရက်ကတောင်ခမ်းနဲ့အုံမတီဘက်ကစစ်ကြောင်ထိုးလာတဲ့စစ်ကောင်စီတပ်နဲ့တောင်မြို့သားလွတ်မြောက်ရေးတပ်မတော် TNL တို့တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးရာပြင်ကျွေးရွာက TNL တပ်စခန်းကိုထပ်မံလွတ်လွတ်ပေးခဲ့ရတာဖြစ်ပါတယ်။ လက်ရှိစစ်ကောင်စီဟာနောင်ရှုံမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်တောင်ခမ်းစခန်းကိုအထိုင်ထားကနောင်လင်းရာပြင်နဲ့အုံမတီးရွာရဲ့ဘက်ကိုနေ့စဉ်နေပါထိုးစစ်ဆင်တိုက်ခိုက်နေရပါဒါအပြင်မြေပြင်စစ်ကြောင်းအပြင်လေကြောင်းနဲ့လက်နက်ကြီးတွေအသုံးပြုတိုက်ခိုက်ခဲ့ရာကြောင်းမေလာတရက်ကနေ28ရက်အထိကလင်းငယ်တဦးအပါဝင်အရက်သားလေးဦးတည်ဆုံးခဲ့က15ဦးထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါဗျ။ပြီးခဲ့တဲ့မက်လာ16ရက်ကလည်း နောင်ရှိုမျိုးအမတ်တလဲတုံများ6တန့်ရင်အနီးကနာရှိုးရွာကိုလည်းထင်းနယ်လေကလက်လွတ်ခဲ့ရတဲ့အပြင် နောင်ရှိုလေမဲပုံနဲ့နောင်လင်စခန်းတွေကိုလည်းစစ်ကောင်စီကပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။လက်ရှိစစ်ကောင်စီအခိုင်အမာတက်ဆွဲထားတဲ့တောင်ခမ်းကျွရမှာအမြောက်တက်စကန်ကော့ကေမုံဌာနချုပ်ကိုတုံညာနှင့်အပါဝင်အမြောက်တက်ရင်တွေဖြစ်တဲ့တုံလာလေနှစ်တုံညာ6နဲ့လဲတုံညာ6တို့တက်ဆွဲထားပြီးထင်းနယ်လေပူပေါင်းတက်တဲ့နေ့စဉ်ဒီပါတိုက်ပွဲတွေဖြစ်ပွားနေရပါတယ်။ ပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လ10ရက်မှာ KNL ပူပေါင်းတပ်ကနောင်ရှုံမြို့ကိုတင်ပိုက်နိုင်ခဲ့ပေမဲ့တောင်ခန့်ကစစ်ကောင်စီအထိုင်စခန်းကိုတင်ပိုက်နိုင်ခဲ့ခြင်းမရှိဘဲအဲ့ဒီတပ်စခန်းကိုအရှေ့ပြုတ်ပြီးစစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေရာကြောင်းလက်ရှိမှာတော့ KNL ကစခန်းအချို့ကိုလက်လွတ်ဆုံးရှုံးနေရတာဖြစ်ပါတယ်။နောက်ထပ် သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီနဲ့ကြံရပါဖြစ်နေမှုကိုအာဆီယံအဆုံးသတ်ဖို့ဂျက်ဖန်တောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အရက်သားပြည်သူတွေကိုတပ်ဖြတ်နေတဲ့စစ်ကောင်စီနဲ့ကြံရပါဖြစ်နေတာကိုအာဆီယံအဆုံးသတ်ဖို့ Justice for Myanmar ကတောင်းဆိုလိုက်ပါတယ်။မေလ26ရက်နဲ့29ရက်တွင်မှာမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပတဲ့၄၆ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးအပြီးအာဆီယံခေါင်းဆောင်တွေရဲ့မြန်မာအရေးကြေညာချက်ထွက်ပေါ်လာပြီးတဲ့နောက် Justice for Myanmar ကအခုလိုတောင်းဆိုလိုက်တာဖြစ်ပြီးအာဆီယံကသူတို့ရဲ့မအောင်မြင်တဲ့မြန်မာအရေးဘုံသဘောတူညီချက်၅ရပ်ကိုဆက်လက်အမွှန်းတင်တယ်လို့လည်းဆိုပါရဲ။ အာဆီယံဖွဲ့ဝင်နိုင်ငံတွေရဲ့ကော်ပိုရေးရှင်းတွေကရက်ဆက်ကြမ်းကြုတ်မှုကြီးကျူးလွန်သူတွေအတွက်အတက်တရောဗန်နံဝဲပတ်မိုးပေးကလူထောင်ပေါင်းများစွာအသက်ဖြတ်ပြီးလူပေါင်းတန်းရှိကိုနေရာစွန့်ခွာစေခဲ့တဲ့စေအုပ်စုရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့အကြံဖတ်စစ်စင်ရေးတွေကိုအားပေးကူညီပေးနေတယ်လို့လဲ Justice for Myanmar ကဆိုပါတယ်။အာဆီယံအနေနဲ့စေအုပ်စုနဲ့ဆက်နွယ်မှုအလုံးကိုဖျက်တောက်ဖို့အပြင်မြန်မာပြည်သူတွေရဲ့အခွင့်အရေးနဲ့ဒီမိုကရေစီမျှော်မှန်းချက်တွေကိုလေးစားလိုက်နာဖို့လဲ Justice for Myanmar ကတောင်းဆိုလိုက်ပါတယ် ရန်ကုန်ခြေဆိုင်နိုင်ငံဆောင်းပါရှင်တဦးကလည်းစစ်တပ်တက်လို့မြန်မာပြည်သူတွေတင်နေရကိုအာဆီယံကမဟန့်တာနိုင်ုံတင်မကပဲမမြင်ရှင်အောင်မှဆောင်းပြီးဘုံသဘောတူညီချက်၅ရက်မှန်ပါတယ်ဆိုပြီးလုံနေတာဟာစစ်ကောင်စီတက်ဆိုးရှိစေရဲ့အတွက်အထောက်ပံ့ပြုနေရပဲဖြစ်တယ်လို့ MPA ကိုပြောပါတယ်အပြည့်ခက်ရဲ့ကြင်ညာပြီးအယက်တာပြည်သူတွေအပေါ်လေချောင်းနဲ့လက်နက်ကြီးပစ်ခတ်တာတွေတိုးမြင့်လှုပ်ဆောင်လာတဲ့ဆေးအုပ်စုရဲ့အမိခံအပြည့်ရဲ့ကြင်ညာချက်ကိုအာဆီယံကောင်းဆောင်တွေရဲ့ထောက်ပြန်ချက်မှာ ရှီကျူထောပနာပြုနေရလို့လဲ Justice for Myanmar ကထုတ်ပြန်မှထားပါဗျ။ဆက်လက်ပြီးရန်ကုန်မှာပေါ်တာဆွဲခံရပြီးစစ်သားဖြစ်လာသူ2ဦးလက်နက်တွေနဲ့အတူအလင်းဝင်လာတဲ့တင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့ပေါ်မှာအလုပ်လုပ်ရင်းပေါ်တာဆွဲခံရပြီးစစ်သားဖြစ်လာသူ2ဦးလက်နက်တွေနဲ့အတူအလင်းဝင်လာတယ်လို့သိရပါဗျ။အဲ့ဒီတပ်သား2ဦးဟာရန်ကုန်မှာပဲစစ်မုံထမ်းအပတ်စဉ်ရှစ်တင်တန်းတက်ရောက်ခဲ့ရကစကိုင်းတိုင်းမူရမြို့အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နမခကိုပို့ဆောင်ခံရပြီးနောက်မက်ရှလန်28ရဲ့မှာပြည်သူရင်ခွင်ခလုံးလေလို့တို့အရေးရှင်တွေကိုဆက်သွယ်လာတဲ့အတွက်နေဆက်ရရက်ကျဲပကဖထံချိတ်ဆက်ပို့ဆောင်ပေးခဲ့လို့တို့အရေးရှင်တွေကသတင်းထုတ်ပြန်ထားပါတယ်တပ်သားနှုတ်ဟာပကဖအဖွဲ့နဲ့ပေါင်းပြီးစစ်ကောင်စီကိုဆက်လက်တော်လှန်သွားမယ်လို့လည်းကတိပြုထားတယ်လို့သိရပါတယ်အနည်းဝင်လာတဲ့တပ်သားနှုတ်နဲ့အတူ MA1 တနက်နှစ်လက်36ခွန်းဘုံနှလုံး နေမိုက်နှလုံးနဲ့ခြေအတောက်200ပါလာလို့လည်းသိရပါတယ်။အဲ့ဒီဒေါ်လာ2ဥကိုစွန့်ွယ်ရှင်းမြင့်လိုပေမဲ့ငွေလုံလောက်မရှိသေးတဲ့အတွက်အလူရှင်တွေအနေနဲ့ဝိုင်းဝန်းကူညီပေးကြဖို့လည်းတို့အရေးရှင်တွေကမေတ္တာရက်ခံထားပါတယ်။နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့ Elon Musk အမေရိကန်အစိုးရယာတုကနေနှုတ်ထွက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်နိုင်ငံရဲ့အစိုးရစွမ်းဆောင်ရည်မြင့်တင်ဝင်ကြီး Elon Musk ဟာ Federal အလုပ်သမားထောင်နဲ့ရှိအလုပ်လက်မဲ့ဖြစ်ခဲ့ရတဲ့အငင်းပွားပွဲ အစိုးရဝန်ထမ်း short chat ရဲ့လုပ်ငန်းစဉ်တွေဆောင်ရွက်ခဲ့ပြီးတဲ့နောက်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အစိုးရအဖွဲ့ကနေနှုတ်ထွက်တော့မှာဖြစ်တယ်လို့ပြောကြားလိုက်ပါတယ်။အစိုးရစွမ်းဆောင်ရည်မြင့်တင်ဝန်ကြီးဌာနကိုဥဆောင်စေဖို့အခွင့်အရေးပေးခဲ့တဲ့သမ္မတထရန့်ကိုကျေးဇူးတင်ကြောင်းသူ့ရဲ့ H လူမှုကွန်ရက်ဆာမျက်နှာမှာရေးသားခဲ့ပြီးအိမ်ဖြူော်က Elon Musk ကိုအထူးအစိုးရဝန်ထမ်းအဖြစ်ကနေဗုဒ္ဓကူနဲ့ညမှာပဲတရားဝင်ရန်နာလိုက်တယ်လို့သိရပါတယ်။အစိုးရအဖွဲ့အတင်းကသူ့ရဲ့အခန်းကဏ္ဍဟာယာယီဖြစ်ပြီး မကြာခင်မှာနှုတ်ထွက်မယ်လို့သိထားကြပေမဲ့ထရန့်ရဲ့အတိတ်ကဘန်ဒါရဲ့ဥပဒေမူကြမ်းကိုဝေဖန်ခဲ့ပြီးတရက်အကြာမှာပဲအခုလိုကြေညာလိုက်တာဖြစ်ပါတယ်။အီလွန်မတ်စ်ကသူ့အနေနဲ့အထူးအစိုးရဝန်ထမ်းအဖြစ်တာဝန်ယူဆောင်ရွက်ခြင်းဟာကုန်ဆုံးပြီဖြစ်ပြီးအစိုးရရဲ့အသုံးစရိတ်တွေကိုချော့ချားဖျက်တော့ဖို့အခွင့်အရေးပေးခဲ့တဲ့သမနာထရန့်ကိုကျေးဇူးတင်တဲ့အကြောင်းအစိုးရစွမ်းဆောင်ရေးမြင့်တင်ဝန်ကြီးဌာနရဲ့လုပ်ငန်းစဉ်တွေဟာလည်းအစိုးရဝန်ကြီးဌာနအတွင်းမှာအချိန်ကြာမြင့်လာတဲ့အမျှ အမြင့်တွေခိုင်မာလာမှာဖြစ်ကြောင်းလဲ H လိုမျိုးကွင်းရဲမှာရှင်းသားပါတယ်။တောင်အာဖရိကဖွားနေပညာတထဲအီလွန်မတ်ဟာနှစ်စဉ်ရက်ပေါင်း130ကြာအစိုးရအလုပ်တွေလုပ်ခွင့်ရှိရအထူးအစိုးရဝန်ထမ်းအဖြစ်ခန့်အပ်ခံခဲ့ရတာဖြစ်ပြီးဒေါ်နယ်ထရန့်သမ္မတအဖြစ်ကြံသက်စာချိန်ဆခဲ့တဲ့ဇန်နဝါရီလ20ကနေစတွက်မှာဆိုရင်မေလာကုန်မှာတက်တန်ပြီးဆုံးမှာဖြစ်ပါတယ်။ဒါပေမဲ့ထရန့်ရဲ့ဗန်နယ်ဥပဒေမူကြမ်းကိုစိတ်ပြတ်မိကအဲ့ဒီဥပဒေကြမ်းမှာဒေါ်လာထရီလီယံနဲ့ရှည်တဲ့ အခွင့်ရှော့ပေါ်ပေးမှုနဲ့ကာကွယ်ရေးအသုံးစရိတ်တိုးမြင့်မှုနဲ့ပါဝင်တယ်လို့သိရပါတယ်။ Trump ကခြေပြန့်ထျောက်တဲ့ဥပဒေကျမ်းရည်လို့ခေါ်ဝေါ်တဲ့ဒီဥပဒေကျမ်းဟာ Federal Bandai ရဲ့လုံငွေကိုပိုတိုးလာစေမှာဖြစ်ပြီးအစိုးရစွမ်းဆောင်ရည်မြင့်တင်ရေးဝန်ကြီးဌာနရဲ့လုပ်ငန်းတွေကိုလည်းထိခိုက်စေတယ်လို့ Elon Musk ကထောက်ပြခဲ့တာပါ။ခြေပြန့်တဲ့ဥပဒေကျမ်းတစ်ခုဟာထျောက်မှုမရှိနိုင်သလိုထျောက်တဲ့ဥပဒေကျမ်းဟာလည်းမခြေပြန့်နိုင်ဘူးလို့ Elon Musk ကဆိုပါတယ်။ Elon Musk ဟာ ထရန်အစိုးရအဖွဲ့ဝင်တွေနဲ့လည်းပွက်တိုင်မှုတွေရှိခဲ့ဖို့ပြီးအစပိုင်းမှာဖက်ဒရယ်အစိုးရဘတ်ဂျက်ကိုအ ਨੇ စုံ2 trillion ဖြတ်တောက်ဖို့ကတိပေးခဲ့ပေမဲ့နောက်ပိုင်းမှာဒီပမာတန်အထက်ထဝက်နီးပါးအမေရိကန်ဒေါ်လာ150ဘီလီယံထိရှော့ချပေးခဲ့ရတာပါ။ Elomas ဥဆောင်ခဲ့တဲ့အစိုးရဆွဲဆောင်ရေးမြင့်တင်ဝင်ကြီးဌာနရဲ့လုပ်ငန်းတွေကြောင့်ဖက်ဒရယ်အရက်သားဝန်ထမ်း1.3သန်းအနက်ခန်းမှန်းခြေ2,600ဟာ အလုတ်ပြုတ်ခံခဲ့ရတာတွေနဲ့ရော်ကျေးရယူပြီးအလုတ်ကနေရန်နာခဲ့ရတာတွေကြုံတွေ့ခဲ့ရပါတယ်။ဒါကြောင့်ဖက်ဒရယ်တရားသူကြီးတွေကအစုလိုက်အပြုံလိုက်အလုတ်ထုတ်ပယ်မှုတွေကိုတားမြစ်ပြီးထုတ်ပယ်ခံရသူတွေကိုပြန်လည်ခန့်အပ်ဖို့အမိန့်ချမှတ်ခဲ့ပါသေးတယ်။ဖက်ဒရယ်အလုတ်သမားအင်အားကိုအချိန်တော်အတွင်းအလင်းအမြင်ရှော့ချခဲ့ရကြောင်းအမေရိကန်ရဲ့နျူကလ িয়ার စီမံကိန်းကဝန်ထမ်းတွေအပါအဝင်အချို့အလုတ်သမားတွေဟာမှားယွင်းအလုတ်ဖြုတ်ခံခဲ့ရတဲ့အဖြစ်အပျက်တွေလည်းရှိခဲ့ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အစိုးရပြုပြင်ပြောင်းလဲလုပ်ငန်းစဉ်တွေအကြားဝေဖန်တိုက်ခိုက်မှုတွေကိုထိတ်တိုက်ရင်ဆန့်ခံရပြီးတဲ့နောက်မှာ Elon Musk ကသူ့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုပြန်လည်အုပ်ချုပ်ဖို့အတွက်အစိုးရရာထူးကနေနှုတ်ထွက်နိုင်ဖို့ April လကုန်ပိုင်းမှာကြေညာဖို့ခဲ့တယ်လို့ BBC သတင်းတရမှာဖော်ပြထားပါတယ်။ MPA ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြီးစုနာဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါခင်ဗျာ။